မိသားစုသူမိသားစုရှိတယ်ကိုမိသားစုထဲမှာလာပြီးတော့ဒါမျိုးဖြစ်မယ်ဆိုရင်ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးအဲ့တော့လက်မခံနိုင်တဲ့ကိစ္စတစ်ခုကိုသူများမိသားစုထဲမှာလည်းခွန်သေးပြက်အောင်တော့မလုပ်နိုင်လေလောကမှာခွန်သေးပျက်စီးတယ်ဆိုတဲ့အလုပ်တွေရှောင်ကျင်ရမယ်ဆိုတာကိုကျင်းစာတရားတစ်ခုတည်းနဲ့ပဲဒါတွေဟာလုံတဲ့နဲ့မလုံတဲ့ဘူးဆိုတာသိတာလည်းပေါ့ကိုကျင်းစာတရားတော့ သာနာစိတ်တို့ဆိုတာတကယ်ကိုတန်ဖိုးရှိတဲ့အရာတွေပဲအဲ့ဒီမေတ္တာတို့ကရုဏာတို့ဆိုတာတွေခြေခံပြီးတော့လောကကြီးရဲ့အရေးကိုဆင်ញင်သုံးသပ်ကြည့်လိုက်မယ်ဆိုရင်ဆိုပါစို့ကိုယ်ကိုပြောရမယ်ဆိုရင်ကိုယ်ကိုဆဲရင်ဘယ်သူမှမခံနိုင်ဘူးအဲ့တော့သူများမဆဲနဲ့ကိုယ်ကိုကြံ့ကြံ့ထန်ထန်ပြောရင်နားမထောင်ခြင်းဘူးအဲ့တော့သူများကိုလည်းကြံ့ကြံ့ထန်ထန်မပြောကိုယ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ပြောရင်မကြိုက်ဘူး ူများလည်းရရင်ဆက်နေမပြောအမြဲတမ်းဟာသာနာစိတ်နဲ့ကိုရှင်းစာစိတ်နဲ့ထားလို့ရှိရင်လွဲမှားတာဆိုမလုပ်တော့အဲ့ဒါနဲ့အခြေခံကိုဆုံးဖြတ်လိုက်ရင်လုံးတဲ့နာနဲ့မလုံးတဲ့နာဟာအများကြီးအခြေခံအဖြစ် morality ဆိုရက်ကိုရှင်းတရားနဲ့ပတ်သက်လာလို့ရှိရင် ကိုရှင်းစာတရားနဲ့ကြည့်ပြီးဆုံးဖြတ်လို့ရနိုင်တယ်အေး ရဗုဒ္ဓရဲ့အဆုံးအမမှာကိုချင်းစာတရားဆိုတာအခြေခံအကျင့်တရားလေးများတာဖြစ်တယ်။ဒီတဲ့အစင့်မြင့်တဲ့တရားတွေများစွာရှိသေးတယ်။မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကပြည့်ပြည့်စုံတယ်။ဒီဘဝကောင်းကျိုးချမ်းသာကြရခြင်းလိုက်နိုင်ရမယ်။ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့အကျင့်တရားတွေ။နောက်ဘဝကောင်းစားခြင်းရောက်ဘဝကောင်းစားဖို့အတွက်လိုက်နာကျင့်သုံးရမယ်တရားတွေ။ဤဘဝနောက်ဘဝဆိုတာတွေကို မလို့ခြင်းဘူးဘဝဆိုတာဘယ်ဘဝပဲဖြစ်ဖြစ်နောက်ဆုံးမှာသိဆုံးခြင်းနဲ့ပဲအဆုံးသတ်တာဖြစ်လို့ဘဝကိုမလို့ခြင်းတော့ဘူးဆိုလို့ရှိရင်လည်းဘဝထွက်ပေါက်ရအောင်ဘယ်လိုသွားရမလဲဆိုတာကိုလည်းလမ်းညွှန်ပြတာဖြစ်တယ်ဒီတဲ့ပြည့်စုံတဲ့အဆုံးမဘာသာတရားဆိုတာမရှိဘူးဘုရားရဲ့အဆုံးမတရားတော်ဟာပြည့်စုံဆုံးပဲလို့ဆိုအဲ့ဒီပြည့်စုံဆုံးအဆုံးမကိုရထားလို့မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီးတော့သွားလို့ရ ဒီဘဝပဲတန်တရာဟောကလွတ်ချင်တယ်ဆိုလို့ရှိရင်လွတ်နိုင်တဲ့နိလန်းနေရှိတယ်